အစီအနေတယ်လေသူပြောဖုံးလေးလဲပါရဲ့ဆိုဘသူတွေကဘလောက်ထဲမှာလဲငါတို့ကကိစ္စထဲရမှာဖုံးလဲပါလို့ပြောတော့သူတွေကဘလောက်ထဲမှာလဲမမေကဘလောက်ထဲမှာလဲမမေရတဲ့ခလေးဆိုခစ်ကိုဘုတ်အလုံးလိုက်ဝယ်ပေးတယ်တဲ့အခုတော့ထဲခိုင်းနေပြီလားဟိုထဲထဲဖို့ပြောနေရပြီလားဟုတ်တယ်လေလို့သမီးကကိုယ်ပဆက်ရှာနိုင်တာပဲလို့သမီးဖုံးလေးကိုတခြားဖုံးနဲ့လဲလိုက်တာအလိုက်ပေးရမယ်ပြဿနာသမီးအဲ့လောက်တော့ပေးပါသူကလည်းပြဿနာကြီးရှိရတယ်ခေါင်းဝင်ခါဘလောက်ပြောပြောခေါင်းဝင်ခါအခုထိလည်းမလဲဘူးဟုတ်တယ်ဘာဟုတ်ဘူးသူပြဿနာရတာကြောင့်ထဲမပြောဘူး ိုင်းပြောတယ်လေဝင်ပြီးမယ်မေတ္တာသုတ်လေးကိုအလွတ်ရအောင်ချက်ပြီးအဲမေတ္တာသုတ်လေးလွတ်မြောက်ဘာလို့ဝင်ပြရမှာလဲအဲ့ဒါကဘယ်လောက်ကြာနေမေတ္တာသုတ်လေးကိုသူ့တော့လွတ်ရအောင်ချက်ပြီးချက်တယ်တအားခက်တယ်ပဲပြောပြီးချက်တော့တစ်ပိုက်တောင်မတက်ဘူး မြစ်တာသုံးလေးလွရအောင်ချက်ပေးအမြစ်တာသုံးလွရရင်မယ်မယ်ဟိုအစ်စ်ချွတ်ချွတ်တလုံးဝယ်ပေးမယ်ပြုတ်ပြီးသားဝယ်ပေးမယ်ပြုတ်ပြီးသားပြုတ်ပြီးသားရှင်းပါခရီးပေးတယ်မြစ်တာသုံးရရင်ဖုံးဝယ်ပေးမယ်ကလေးမော်နေရလိုက်ဗာလေးတော့ယူခြင်းပဲ set compromise sorry am i you my god ကလေးကိုလဲလာလာတယ်အတူတူလာကြကြောက်ပြပါဘူးအခုကပွဲလေးလည်းတက်ရတော့မင်းခေကတော့လှပါလေမကြီးကတော့တက်ကြည့်ပါဦး ဒါပေမဲ့ကုတူမလေးကလူလှလာမြင်ရတော့မကြီးရဲ့လည်းဒါအခြေတက်ပါတယ်ဆိုဝါပြီမင်းတို့ရိုက်ချော်ရိုက်ရဟုတ်တယ်နော်အော်စရာအဲ့တော့သူ့ရင်တော့လည်းမရပြောတမီးပိန်တော်ခွာတာနဲ့မဆိုင်ဘူးတမီးစူးစမ်းရမယ်ပြီးတော့ပြီးတက်ကိုဆွဲဆောင်မှုရှိအောင်တမီးလောက်ရမယ်ဘာလေးပဲဖြစ်ဖြစ်ဝါတဲ့လူတွေလည်းမဟုတ်လူတွေကြတော့ဝါတဲ့လူတွေရှိတယ်အဲ့ဒီဝါတဲ့ကလေးတွေအတွက်တမီးကစံပြဖြစ်ရမယ်ဝါတဲ့လူတွေလည်းဘလူဘလူလေးတွေဝင်လှမယ်ဆိုတော့တမီးကလုပ်ပြနိုင်ရမယ်မရသူ့အမြဲတမ်းပြောသူမယုံဘူး ဒါပေမဲ့အခုတော့ပြီးတော့ငါ့ရင်မတူချစ်ချင်တဲ့ဘာကြီးကတကယ်ကျေးဇူးတင်ပါတယ်။လမ်းလျှောက်ကနာလေးစကားပြောတာလေးစကားလေးတွေမသိမေးရောက်တော်သေးတယ်။သူလည်းရမ်းငယ်သေးတော့လေခလေးစိတ်ကလည်းခလေးစိတ်ဘူတုတာလည်းတခြားနေရာတွေမှာသာကြွယ်ဝတာဒီလူစဆန်ကြီးတွေဘာတွေဘာတွေသူဘာမှမသိဘူး။ဘာဆိုဘာမှမသိဘူး။မြန်မာနိုင်ငံမြေပုံတော့သူအစဆုံးမသိဘူးအဲ့လိုပြောတာအဲ့ဒါကြောင့်သူ့ကိုလည်းအဲ့ဒါလေးတွေလည်းမိုင်းပါတင်ပေးနေရသေးတယ် တမီးရဲ့တခါကျသူမေးတဲ့မိကုန်းနေရာကိုအဖြေမရှိဘူး။ဘာပြန်ပြန်ပြောမှမသိတဲ့မိကုန်းနေလလမေးတယ်လို့လေ။အဲ့ဒါကြောင့်မို့လို့။အဲ့ဒါကြောင့်တမီးဟိုအင်တာနက်ကြည့်တာတော့ကြည့်ပေါ့ဘူးထူတာရှိတာလေးလည်းကြည့်။ဒါမှမဟုတ်ဘယ်ဘူးဘယ်မျိုးကဘယ်မှာရှိတယ်မြန်မာနိုင်ငံရဲ့ဘယ်နေရာဘယ်အပိုင်းလောက်မှာရှိတယ်ဆိုတော့တမီးသိဖို့လိုတယ်လို့။အော်ပြီးတော့ဘဝစာနဲ့အင်္ဂလိပ်စာနဲ့ကြားမှလည်းသူကမသိမလား။ ဘကိုးဆိုရင်ပဲခူးကဘကိုးဖြစ်နေတယ်တဲ့မလားသူအဲ့လိုမျိုးတွေကြံ့ကြံ့ခွန်းတွေလက်လာမေးတာပြင်မလားအဲ့လိုမျိုးပြောချင်တာပြောတာအဲ့မနေ့ကိုဗရိတ်လိုက်အောင်လေသူလည်းတယောက်တည်းမလွတ်ရဲဘူးဟုတ်လားတယ်ဟုတ်ကိုမှတ်မိသလားဆိုလို့ရှိရင်ဒါမှမဟုတ်ဘာတွေမြန်သွားပြီးခေါင်းစားရတာလေးရှိတယ်ခေါင်းစားရတာတွေကတော့ဆိုအဲ့သူစားတဲ့ခေါင်းစားရတာတွေဘာစာရေးမှတ်ထားမလဲအရင်စားတာဘာတွေပြောမှန်းကိုမသိတာအခါကျရင်တော်တော်စိတ်ညစ်ရတယ်ဟောဘာတွေပြောနေမှမသိဘူးဆိုပြီးတော့ တို့လည်းခက်တိလေးရှိရောမိုင်းမပြင်းရအောင်ဟာလားမပြင်းရောကစီရနေတယ်လေသူပြောတယ်ဖုံးလေးလဲပါရဲ့ဆိုဘသူတွေကဘလောက်ထဲမှာလဲငါတို့ကကိစ္စထဲရအောင်ဖုံးလဲပါလို့ပြောတော့သူတွေကဘလောက်ထဲမှာလဲမမေကဘလောက်ထဲမှာလဲမမေရတဲ့ခါလေးဆိုခက်ကိုဘုတ်အလုံးလိုက်ဝယ်ပေးတယ်တဲ့အခုတော့ထဲခိုင်းနေပြီလားဟိုထဲထဲဖို့ပြောနေရပြီလားဟုတ်တယ်လေလို့သမီးကကွယ်ပစံရှာနိုင်တာပဲသူသမီးဖုံးလေးကိုတခြားဖုံးနဲ့လဲလိုက်တာအလိုက်ပေးရမယ်ပစံသမီးအဲ့လောက်တော့ပေးဖို့သမီးကလည်းပစံနေအများကြီးရတယ်ခေါင်းဝင်ခါဘလောက်ပြောပြောခေါင်းဝင်ခါအခုထိလည်းမလဲဘူးသမီးဖုံးကဘလောက်11 Pro Max improvement ဆို11ဟုတ်တော်တော်လောက်ကြနေပြီတမီးเนาะအခု18တော့ထွက်နေပြီလေတမီး18 plus ကတိုင်ပါလားမမေဟောခေတ်ကိုအချက်တွေရောက်သွားတာလို့ပြင်းမင်းနိုင်ပြီလောက်တယ်လောက်တော့အရင်လောကပြီးတော့လာอืมဟုတ်တယ်ပါဟုတ်ကဲ့ကြည့်ရသူပစံနေရတာကြာထဲမပြောဘူးမမေအစ်မဝယ်မပေးချင်မကြိုက်ဘူးဟာလားကလေးကဟုတ်တယ်ကဲမမေဝယ်ပေးလိုက်တော့ကလေးကိုဟုတ်ပြီဟိုင်းပြောတယ်လေဝယ်ပေးမယ် မြေတာတုပ်လေးကိုအလွတ်ရောက်ချက်ပြီးအဲမြေတာတုပ်လေးအလွတ်များဘာလို့ဝယ်ပေးရမှာလဲအဲ့ဒါကိုဘယ်လောက်ကြာနေမြေတာတုပ်လေးကတော့လွတ်ရောက်ချက်ပြီးချက်တယ်တအားခက်တယ်ပဲပြောပြီးချက်တော့တစ်ပိုက်တောင်မတက်ဘူး မြေတသုံးလေးလွရအောင်ချက်ပေးအပြစ်တော့လွရရဲ့မမေဟုတ်အပြစ်ချက်ချက်တလုံးဝယ်ပေးမယ်ပြုတ်ပြီးသားလွရလေဟေးမြေတသုံးလေးခေတ်လွရလေဘွာလေး YouTube လေးကလေနားထောင်အောင်ခေတ်နားရင်ပါလို့ရှင်လွရလေညာလိုက်နားထောင်အင်းအင်းချက်ဘူးအဲ့တော့ဝယ်ပေးရမှာဝယ်ပေးမယ်ပြုတ်ပြီးသားပြီးပြီးရရှိမှာခရီးခရီးရရှိမှာခရီးပေးတယ်မြေတသုံးရရင်မဟုတ်ဝယ်ပေးမယ်ဒီကိမြေတသုံးရရင်မြေရရှိမှာပြင်ပြောမော်ရဲကဟာလေးရှင်းရလိုက်ကဲ့ โอเคเนาะคลิปมอนิเตอร์ละบาเลยอยู่ขึ้นเลยสคอมโพรแมท sorry am i you ကျိုးလာမှာပြတာသူရဟုတ်တကယ်ပါဘာပြတာသူရသူ့ဝယ်ပေးမလို့ဖျားစာလေးတမှုလောက်တော့ရတဲ့တာပေါ့အဖျားစာလေးတမှုကိုရအောင်ချက်တိုင်းဘုံတော်ဘိုးဘောင်တော်ဇောက်ထိုးတွေရတယ်တမှုဒီဒီကမြတ်တာသူရတဲ့သူတွေစိုးရလိုက်ရမယ်ကျော်တော်ကြီးပါပေးလိုက်ရမယ်ဘာကြီးကမနဲ့မိုးလင်းတာနဲ့ဟိုအိယာထပြီးဆိုတာနဲ့ အကုံတော့ကိုပါလေးကိုရွပီးမှမအီးရဲ့ခြေထောက်ကိုခရင်အောက်ကိုချပြီးရင်မအီးမျက်နှာတေးသွားတိုက်ပေါ့နော်ပြီးရနဲ့ဟိုအဲ့ရပေါ်ပြန်တက်ပြီးတော့မအီးဩဃာသရွတ်တယ်ငါးပါးတီလာခံတယ်ပြီးတော့မေတ္တာတော့ကိုးပေါက်ရွတ်တယ်နောက်ပြီးတော့ပထဝီဇယမန္တန်ဂါထာကိုရွတ်တယ်အဲဂါထာတော့မဟုတ်ပေါ်လိအဲဂါထာလို့ဆိုပြတော့ကော तू လည်း အဲ့လိုအဲ့ဒါရန်ကောင်းပါတယ်အဲ့ဒီဟာပဲမကြီးအဲ့ဒါရွတ်တယ်အဲ့ပြီးမြေတာဖို့အများကြီးအဲ့ဒါနှစ်ပိုင်းပြီးတော့ဒီရနေမကြီးမိတ်ကပ်တွေလူဘာညာကူကအဲ့လိုရှူတင်သွားရှူတင်သွားတော့ပုံမှန်ပရိစိတ်တာတော့ဒါဂုံတော်ကိုဘဟိုတရံကုံသုံးပါဂုံတော်ကိုဘတော့အငြင်းစိတ်တာပေါ့အဲ့ရဟန်း၈000လေးတောင်တော့မကြီးအဲ့လိုရရင်ရသလိုအဲ့စိတ်စိတ်ထားတာပေါ့အဲ့ဒါတသက်တစ်ပိုင်းအဲ့တော့ညပြီးတော့ညအိမ်ပြန်လာရင်တော့အဲထုံးစံတိုင်းဩဃာသာယူ၅ပါးသီလခံညပဲကြတော့မကြီးပဋ္ဌာန်းရွတ်တယ် ပထမ်းရတယ်ပြီးတော့မှမေတ္တာပို့ပြဝေးလိုက်တယ်ဆိုတော့ဘလိုပဲဖြစ်မာကြီးကမာကြီးတက်ရွေကိုပြောတာပါမာကြီးတက်ရွေဆိုရင်ဒါအသက်လေးကြီးလိုက်ဘုရားတယောက်ဒီထက်မကတော့မာကြီးလုံနေရမှာဒီတစားမုန်းကားပြည့်နေရဆိုရင်မာကြီးဥပုံမရလိုက်ဘူးအဲမနေ့ပိုင်းကထိန်တစ်ခုသွားလဲရတော့ဝေးလဲဝေးတော့လीအဲကြောင့်ဥပုံမရလိုက်ဘူးဒါပေမဲ့အဲ့ဝါထဲမှာတော့လည်းမရလိုက်ဘူးလားဆိုတော့တခါပဲရလိုက်တယ်အဲကျန်တဲ့အလုပ်တရားရှုပ်နေရတဲ့ဥပုပ်လူတေချာမဆောင်နိုင်ဘူးအရင်တော့ဆိုမကြီးအင်္ဂါနေ့နေဥပုပ်ဆောင်မယ်အဲအခုတော့ဘယ်အလုပ်ကလေးများလာလဲမဆောင်နိုင်တာဆိုတော့ ဗုဒ္ဓဘာသာဝင်မြန်မာကလေးရရတဲ့တာပေါ့နော်ဟိုဘယ်လိုခေါ်မလဲမေတ္တာတုတ်ကလေးတို့မင်္ဂလာတုတ်ကလေးတို့ကျွန်တော်မကြီးတို့လည်းအများကြီးမရပါဘူးအမင်္ဂလာတုတ်ကလေးနဲ့မေတ္တာတုတ်ကလေးကတော့အမြဲရွှေဖြစ်တာပေါ့ကျန်တဲ့ဂါရာတွေဘာတွေလဲမကြီးအဲ့လိုမျိုးမရွှေဘူးအဲ့ဒီအဓိကအများဆုံးရွတ်တာတော့ပထဝီဇယမန္တဂါရာနဲ့အဲ့ဒီမေတ္တာတုတ်ကလေးပေါ့အဲ့ဒါလေးပဲရွတ်တာပေါ့အဲ့ဒါလေးတွေကလည်းတရားကိုမြင့်တင်ပေးတဲ့သဘောပေါ့အဲ့တော့မကြီးတို့ကအားနေရင်လည်းမကြီးအဲ့ဒီ အရဟံအေးနေကြတယ်တနည်းကိုရသလောက်ပေါ့ဒီနေ့တပေါင်းရရင်တပေါင်းပေါ့အဲ၈တောင်းလေးတောင်တခါပြီးရင်တခါပြီးတော့အဲမကြီး၈တောင်းလေးတောင်၈တောင်းလေးတောင်အေးရတယ်တခါကျရင်အဲ၈တောင်းလေးတောင်၁၀လောက်ရွာတယ်တခါကျရင်လည်း၆ရက်လောက်နဲ့ပြီးသွားတယ်အဲ့လိုမျိုးအလုံးများရင်များတယ်လို့ပေါ့အဲမကြီးကအဲ့လိုအေးရွတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မကြီးတို့ဂျူးယူချစ်တဲ့အတွက်ပြီးတဲ့ဂျူးအများကြီးကျေးဇူးတင်ပါတယ်